မင်္ဂလာပါရှင်မြမပြည်သူပြည်သားအပေါင်းကိုစိတ်နှပြကျမ်းမာစေဖို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်အပတ်စဉ်တင်ဆက်ပေးနေတဲ့တပတ်တွင်းသတင်းတိုင်းချက်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျမကတော့စင်စင်ပါထမဆောင်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဆရာနာရှင် KSS ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ရင်ကြဆုံးခဲ့ကြရတဲ့ចောင်းသားလူငယ်လူရဲအာဇာနည်သူရဲကောင်းအပေါင်းတို့ကိုဥညွတ်အလေးပြုတယ်လို့ CRPH ကသွန်လာပေးပို့လိုက်တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ဆေးဟာနာရှင်ခေဆက်ဆက်ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ရင်ကြဆုံးခဲ့ကြရတဲ့ចောင်းသားလူငယ်လူရဲအာဇာနည်သူရဲကောင်းအပေါင်းတို့ကိုဥညွတ်အလေးပြုတယ်လို့ပြည်အောင်စုလွတ်တော်ကိုစားပြုတ်ကော်မတီ CRPH ကဖော်ပြလိုက်ပါတယ်။ နိုဝင်ဘာလ14ရက်မှာကြာရောက်တဲ့105နှစ်မြောက်မြို့သားအောင်ပွဲနေ့တဝင်လွှာကိုပေးပို့ရမှာအခုလိုထည့်သွင်းဖော်ပြလိုက်တာပါဆေဟနာရှင်တို့ကတိုင်းပြည်ကိုဖျက်ဆီးရုံသာမကလူငယ်တွေရဲ့ပညာရေးကိုလည်းချိုးငြိမ်ရန်စ조사လျက်ရှိပါတယ်ဒါပေမဲ့လည်းမျိုးဆက်သစ်လူငယ်တွေကစစ်ကြုံပညာရေးကိုလက်မခံဘဲမိမိတို့ရဲ့အနာဂတ်နဲ့တိုင်းပြည်ရဲ့အနာဂတ်အတွက်ရဲရဲဝံ့ဝံ့ရက်တီကတိုက်ပွဲဝင်နေကြပါတယ် ၎င်းတို့ရဲ့ဆွလွန်နှစ်နာခံမှုနဲ့စိတ်ဓာတ်တို့ကလေးစားကုန်ယူဖွဲ့ကောင်းတဲ့ကဲ့သို့နောင်လာနောင်သားတွေအတွက်ဆန္ဒမှုနာအတူယူထိုက်တဲ့စိတ်ဓာတ်ဖြစ်ပါတယ်။ဆရာနာရှင်ခေတ်အဆက်ဆက်ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ရင်ကြာဆုံးခဲ့ကြရတဲ့ចောင်းသားလူငယ်လူရွယ်အာဇာနည်သူရဲကောင်းအပေါင်းတို့ကိုဥညွတ်အလေးပြုအပ်ပါတယ်လို့တဝန်လာမှာဖော်ပြထားပါတယ်။အင်းဒီဟာမြမတမျိုးသားလုံးလက်ချက်ဆန့်ကျင်ရေးစိတ်ဓာတ်ကိုမြင့်တင်ပေးခဲ့ပြီးပညာရေးလှလှခွင့်နဲ့အမျိုးသားရေးအသည့်တို့ နှိုးချစေခဲ့တဲ့အပြင်ကျို့ပညာရေးစနစ်ကိုညှင်းဆန်ကအမျိုးသားပညာရေးစနစ်ကို စတင်အကောင့်ထဲပေါ်ခဲ့တဲ့နေ့ဖြစ်ပါတယ်။အဲ့ဒီမျိုးသားရေးစိတ်တက်ကို အမွေဆက်ခံကဒီနေ့အချိန်မှလည်းနယ်ချက်အင်္ဂလိပ်တို့ထက်အစပေါင်းများစွာဆိုးရွားတဲ့အကျန်းဖက်ဆရာနာရှင်တွေရဲ့ကျွန်ပညာရေးစနစ်အောက်မှလွတ်မြောက်ရေးအတွက်မျိုးဆက်သစ်လူငယ်အားလုံးကအသက်သွေးချွေးပေးဆက်ကအနာဂတ်မျိုးဆက်သစ်တွေအတွက်စစ်တုံပညာရေးစနစ်အောက်မှလွတ်မြောက်ရေးကြိုးပမ်းအားထုတ်နေပါတယ်။ ။ CRPH ကအမျိုးသားနှင်းမှစပြီးလက်ဆင့်ကမ်းတည်ဆောင်ခဲ့တဲ့မျိုးချစ်စိတ်ဓာတ်၊စီးလုံးညီညွတ်မှုနဲ့မဆုံမနစ်တဲ့ဇွဲလုံလာရုံနဲ့အတူဆရာနာရှင်စနစ်ခြုံငိမ့်ပြီးစစ်မှန်တဲ့ Federal Democracy ပြောင်စုပေါ်ပေါက်လာတဲ့အထိဆက်လက်အထောက်ကျိုးပန်းသွားမှာဖြစ်တယ်လို့ဖော်ပြထားပါဗျ။ တိုင်းသားပြည်သူတွေနဲ့အတူတော်လိုင်းအရာစုအားလုံးအနေနဲ့လည်းပြည်သူဆန္ဒကိုစန့်ကျင်တဲ့မြည်သည့်အာဏာရှင်စနစ်ကိုမဆိုရရဲဝံ့ဝံ့စန့်ကျင်တွန်းလှန်ရမယ်ဆိုတဲ့စိတ်ဓာတ်ကိုမျိုးစစ်ချပေးခဲ့တဲ့အမျိုးသားအောင်ပွဲနေ့ရဲ့စီလုံးညီညွတ်တဲ့စိတ်ဓာတ်ကိုခိုင်ခိုင်မာမာဆွဲကင်ကလက်တွဲညီညီရှေ့ဆက်ချီတက်ကြဖို့လေးလေးနက်နက်တိုက်တွန်းတယ်လို့လည်းတဝန်တော်မှာဖော်ပြထားပါတယ်ရှင် ဆလတ်တင်ဆက်ပေးနေတာကတော့ဒိုင်းနာတော်လန်ရေးတက်တွေဆရာနာရှင်စနစ်ကိုအပီးတိုင်ဖြိုဖျက်ပြီးတမိုင်းမော်ကွန်အစ်စ် site to ရေးထိုးတွန်းလှန်သွားကြဖို့ NUG တိုက်တွန်းလိုက်တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ဒိုင်းနာတော်လန်ရေးတက်များဆရာနာရှင်စနစ်ကိုအပီးတိုင်ဖြိုဖျက်ပြီးတမိုင်းမော်ကွန်အစ်စ် site to ရေးထိုးတွန်းလှန်သွားကြရန်အမျိုးသားညီညွတ်ရေးအစိုးရကနိုဝင်ဘာလ14ရက်မှာကြာရောက်တဲ့105နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အတွက်ဂုဏ်ပြုသံဝန်တော်ပေးဖို့ကတိုက်တွန်းလိုက်ပါရဲ့။ တွန်လာထဲမှာတိုင်းသားတော်လိုင်းရေးတပ်ဖွဲ့များအားလုံးစီလုံးညီညွတ်စွာဖြင့်ဆေးအာဏာရှင်စနစ်ကိုအပြီးတိုင်ဖြိုဖျက်ပြီးတမိုင်းမော်ကုံအသည့်စိုက်ထူရေးထိုးတွန်းလှန်သွားကြရန်အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်အလေးနက်ထားတိုက်တွန်းပြောကြားတယ်လို့ဖော်ပြထားပါတယ် ပြည်ထောင်စုသမရမြန်မာနိုင်ငံတော်လွတ်လပ်ရေးရရှိခဲ့တဲ့အတိတ်သမိုင်းကိုပြန်လည်ထောက်ရှုရရင်တိုင်းတစ်ပါးရဲ့ကျူးကျော်ကျုံပြူတာကိုခေါင်းငုံမခံပဲနိုင်ငံကိုချစ်မြတ်နိုးတဲ့အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်စွာနဲ့လူလူကိုစီယုံစော်ဩကာကိုလိုနီနယ်ချဲ့တွေကိုတပိတ်လက်နက်ကင်ဆွဲပြီးစန့်ကျင်မှုများမှတဆင့်လက်နက်ကင်တိုက်ပွဲဝင်ပြီးတောင်တန်းမြေပြန့်စီလုံးညီညွတ်စွာနဲ့လွတ်လပ်ရေးကိုအရယူအောင်ပွဲဆင်နိုင်ခဲ့တဲ့လွတ်လပ်ရေးသမိုင်းကလည်းထင်ရှားပြီးဖြစ်တယ်လို့ဖော်ပြထားပါတယ် ယနေ့ခေတ်မှာလည်းတိုင်းရင်းသားပြည်သူလူထုအပေါ်မှာမတရားအာဏာနဲ့ဖိနှိပ်တပ်ဖြတ်နေတဲ့ဆီယာနာရှင်စနစ်ဆိုးကိုတောင်တန်းမြေပြတ်တိုင်းရင်းသားပေါင်းစုံနဲ့မြန်မာပြည်သူလူထုတရက်လုံးကရရနီလန်းစုံနဲ့ခုခံတွန်းလှန်ပြီး Federal Democracy ပြောင်းစုကြီးတိဆောက်ရေးအတွက်ရည်မှန်းကပြည်သူ့နေဦးတော်လှန်ရေးကြီးကိုဆင်နွှဲနေတဲ့ကာလဖြစ်တယ်လို့အသိပေးဖော်ပြထားပါဗျ။အမျိုးသားအောင်ပွဲနေ့ကိုအကြောင်းပြုပြီးသင်ခန်းစာယူရန်မှာ အတိတ်သမိုင်းမှာလွတ်လပ်ရေးပန်းတိုင်ကိုရောက်ရှိအောင်နယ်ချဲ့ကိုလိုနီနဲ့အာနာရှင်ဝါရကိုစီစီလုံးလုံးညီညွညွညွဖြင့်တဆင်ပြီးတဆင့်တွန်းလှန်အောင်ပွဲဆင်နိုင်သလိုယခုလက်ရှိပြည်သူ့ຫນွေဦးတော်လှန်ရေးကြီးမှလည်းမြန်မာတိုင်းငံလုံးရှိပြည်သူတရက်လုံးအပါအဝင်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များအားလုံးစီလုံးညီညွတ်စွာဖြင့်ဆရာနာရှင်စနစ်ကို အပြီးတိုင်ဖြိုဖျက်ပြီး Federal Democracy ပြည်အောင်စုတည်ဆောက်ရေးအတွက် သမိုင်းမော်ကွန်အစ်စ်စိုက်ထူရေးထိုးတွန်းလှန်သွားရေးအတွက်လည်းတဝန်လွာထဲမှာတိုက်တွန်းထားပါတယ်ရှင်။ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးပြုလုပ်ခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှတ်စဉ်၄၀မြင်ဆောင်၂၀၂၅ကိုနိုဝင်ဘာလ၃ရက်မနက်ပိုင်းမှာပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးမှာဇာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌပြည်တော်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။ဆက်လက်ပြီးတက်ရောက်လာကြတဲ့ဇာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်တွေကအမတ်စဉ်36မြင်းဆောင်2025မှာချမှတ်ထားတဲ့ဆုံးဖြတ်ချက် ရှင်းလုပ်ငန်းစဉ်တွေနဲ့ပတ်သက်တဲ့ပြည်စည်းမှုအခြေအနေတွေဆက်လက်ဆောင်ရွက်ရန်ကြံရှိနေတဲ့လုပ်ငန်းစဉ်တွေကိုချပြရှင်းလင်းပါတယ်။ ိနောက်အစည်းအဝေးကိုတက်ရောက်လာတဲ့တာဝန်ရှိသူတွေကအကြံတဝင့်ဆွေးနွေးခဲ့ကြပါတယ်။အဆိုပါအစည်းအဝေးကိုပြည်အောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းဦးဆောင်က ပြည်အောင်စုဝင်ကြီးများဒုတိယဝင်ကြီးများအမြဲတမ်းအတွင်းဝင်များတွဲဖက်အတွင်းဝင်များနဲ့ဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ရှင်။ဆရာတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ STB တုံကင်ကကဘာကျော်ငွေရောင်းဝယ်ဈေးကွက်တစ်ခုဖြစ်တဲ့ MEHC ပေါ်မှာစီးဝင်ရောက်နိုင်ခဲ့တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ နွေဦးဖွံ့ဖြိုးရေးဘဏ် STB ရဲ့ STB တုံကင်ကကဘာကျော်ငွေရောင်းဝယ်ဈေးကွက်တစ်ခုဖြစ်တဲ့ MEHC ပေါ်မှာစီးရင်ဝင်ရောက်သွားပြီဖြစ်တယ်လို့နိုဝင်ဘာလ13ရက်မှာတိပေးထုတ်ပြန်ထားပါတယ်။ STB ဘဏ်ရဲ့ share အဖြစ်ဝယ်ယူထားကြတဲ့ STB တုံကင်တွေကလက်ရှိမှာတော့ကဘာအစ်စ်မီငွေရောင်းဈေးကွက်တစ်ခုဖြစ်တဲ့ MEHC ပေါ်မှာစီးရင်ဝင်ရောက်သွားတာဖြစ်တယ်လို့အတိပေးခဲ့တာပါ။ ပေါ်နာကအိမ်မက်ယုံကြည်တက်ဝင်မှုကို အကောင့်ထဲပေါ်မဲ့ STB ရဲ့အစုရှယ်ယာတွေအဖြစ် ICO round 1 ICO round 2မှာတခဲနဲ့ကဘာနဲ့စူးစီးမှုအားနဲ့ရင်းနှီးမြှုပ်နှံခဲကြသူတွေအတွက်နှွေဦးအသီးအပွင့်ဖြစ်ဆက်ရောက်လာပါပြီ။နှွေဦးဖွံ့ဖြိုးရေးဘဏ် Sovereign Development Bank ဆိုတာလုံခြုံလွတ်လပ်မှုကိုမျက်နှိုးတဲ့ပြည်သူတွေရဲ့လက်နဲ့တုံညကနေတိဆောက်ထားခဲ့တာဖြစ်တယ်လို့ပြည်သူတွေယုံကြည်အားကိုးရတဲ့ ပြည်သူတွေပိုင်တဲ့ဘဏ်ဖြစ်တယ်ဆိုတာကိုထပ်မံတက်သေးထူလိုက်ခြင်းပဲဖြစ်တယ်။အခုဆိုရင် STB တုံကင်တွေကကဘာကျော် Top 10 Exchange တစ်ခုဖြစ်တဲ့ MEHC ပေါ်မှာတရားဝင် list ဖြစ်လာပြီးဖြစ်ကြောင်းအသိပေးအပ်ပါတယ်။ STB ရဲ့သမိုင်းစာမျက်နှာအသစ်ဖြစ်သလို NUG အစိုးရနဲ့အတူတော်လန်ပြည်သူတွေဂုဏ်ယူရမယ့်ပြည်သူ့ဗန္ဓာရေးအောင်ပွဲအရေးတစ်ခုဖြစ်ပါတယ်လို့ຫນွေဦးဖွံ့ဖြိုးရေးဘဏ် STB ကအသိပေးထားပါတယ်။ SDB မှာ MEHC ကိုသက်ဆိုင်ရာ wallet extra အတိုင်းပေးဖို့လက်ခံနိုင်တယ်ဆိုတာနဲ့နိုဝင်ဘာ14ရက်မြန်မာစံတော်ချိန်ညနေ4နာရီမှာစတင်ပြီးတော့တရားဝင်ရောင်းဝယ်နိုင်မှာဖြစ်တယ်လို့လည်းအသိပေးထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အကြဖက်ဆေးအုပ်စုကအော်တိုဘာလအတွင်းမှာအစုလိုက်ပြုံလိုက်တက်ဖြတ်မှုပေါင်း17ကြိမ်ကျူးလွန်ခဲ့ပြီးကလင်းငယ်တွေအပါအဝင်လူပေါင်း116ဦးတင်ဆောင်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အကြံဖက်ဆဲအစုကအော်တိုဘာလအတွင်းနိုင်ငံတော်မှအစုလိုက်အပြုံလိုက်တက်ဖြတ်မှုပေါင်းစုစုပေါင်း17ကြိမ်ကျူးလွန်ခဲ့ပြီးလူပေါင်း116ဦးသေဆုံးခဲ့ရာအဲ့ဒီအထက်မှာအသက်18နှစ်ယောက်ကလေးငယ်16ယောက်အထိပါဝင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့မြေပြင်တပ်တေမှတ်တမ်းတွေအရအော်တိုဘာလတစ်လအတွင်းမှာပဲအကြံဖက်ဆဲအစုကျူးလွန်တဲ့လူ့ခွင့်ရေးချိုးဖောက်မှုပေါင်း959မှုကိုကျူးလွန်ခဲ့ပြီး ထိုထဲမှာလေကြောင်းတိုက်ခိုက်မှုပေါင်း250အကျဉ်းကျူးလွန်ခဲ့တာအဆိုပါတိုက်ခိုက်မှုတွေကြောင့်ပြည်သူ185ဦးသေဆုံးပြီး922ဦးဒဏ်ရာရခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူတွေထဲမှာအသက်18နှစ်ယောက်ကလေးငယ်38ဦးပါဝင်ပါတယ်။အလားတူပဲအကြမ်းဖက်ဆဲအုပ်စုဟာလူမှုကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေလည်းဆက်လက်ကျူးလွန်ခဲ့ပါတယ်။အကြမ်းဖက်ဆဲအုပ်စုဟာတရားမဝင်ရွေးကောက်ပွဲကိုကြိုးပမ်းနေတာနဲ့အမျှ မြေပြင်မှာလူမှုအပေါ်အကြမ်းဖက်မှုတွေလည်းစက်တိုက်တိုးမြင့်လှုံ့ဆောင်နေပြီးလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကလက်စင်မှတ်တမ်းတင်ထုတ်ပြန်နေတဲ့အကြမ်းဖက်ဆဲအုပ်စုရဲ့ကျူးလွန်မှုတွေဟာဆိုရင် ကိန်းကနန်းတွေကြီးတသက်မဟုတ်ပါဘူးအကြမ်းဖက်ဆဲအုပ်စုတစ်ချိန်မှာအရေးယူတာဝန်ခံရမယ်တတ်သိမှတ်တမ်းတွေပဲဖြစ်ကြောင်းအတိပေးထုတ်ပြန်ထားပါတယ်ရှင်ဆက်လက်ပြီးတော့အကြံဖတ်ဆဲအုပ်စုရဲ့အကြံဖတ်မှုတွေကိုမြေပြင်အချက်အလက် တတ်တည်မှတ်တမ်းတွေပေးပို့ကြဖို့လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပြည်သူတွေအနေနဲ့အကြံဖတ်ဆဲအုပ်စုရဲ့အကြံဖတ်မှုတွေကိုမြေပြင်အချက်အလက်တတ်တည်မှတ်တမ်းတွေပေးပို့ကြဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကနိုဝင်ဘာလ12ရက်ကအသိပေးထုတ်ပြန်လိုက်ပါတယ်။ပြည်သူများအနေနဲ့လဲဂျပန်ဆဲအုပ်စုရဲ့အကြံဖတ်မှုတွေကိုမြေပြင်မှာသိရှိရတဲ့အချက်အလက် တတ်တည်မှတ်တမ်းတွေကိုရနိုင်သမျှစုစည်းပြီးဝင်ကြီးဌာနကို ပေးပို့နိုင်ဖို့တောင်းဆိုပါရစေ။အကြံဖတ်ဆဲအုပ်စုကျူးလွန်ခဲ့မှုကြောင့်ထိခိုက်သေးဆုံးမှုဒဏ်ရာရရှိမှုနေအဆောက်အုံနဲ့ဇေယောအဆောက်အုံများပျက်စီးမှု ထိခိုက်နေတာသူတို့နဲ့သက်ဆိုင်တဲ့အချက်အလက်တွေအပြင်အကြံဖတ်ဆဲအုပ်စုအသုံးပြုတဲ့စစ်လက်နက်ဆိုင်ရာတတ်တည်မှတ်တမ်းကြံရည်မှုတွေကိုဓာတ်ပုံဗီဒီယိုနဲ့တော်လကောက်အချက်အလက်အနေနဲ့တော်လကောက်ပေးပို့နိုင်ပါတယ်လို့လူခွင့်ရေးဆိုင်ရာဝင်ကြီးဌာနကအတည်ပြုထားပါတယ်။ အကြံဖတ်ဆဲအုပ်စုကျူးလွန်တဲ့မြေပြင်သက်တည်မှတ်တမ်းတွေဟာအကြံဖတ်ဆဲအုပ်စုအေးအေးယူအပြစ်ပေးခံရနိုင်မှုအဓိကကျတယ်လို့ဝန်ကြီးဌာနကရှင်းပြပါဗျ။ဆရာနာသိမ့်မှုကျိုးဝမ်းပြီးနောက်ပိုင်းကလေးကနိုင်ငံတော်ကလူလူအပေါ်ဖတ်ပေါင်းဆောင်ကအကြံဖတ်မှုတွေကျူးလွန်လျက်ရှိပြီးဆရာဆွေးမှုတွေကိုကျူးလွန်နေတဲ့အကြံဖတ်ဆဲအုပ်စုရဲ့အကြံဖတ်မှုတွေကိုဝန်ကြီးဌာနကသက်တည်မှတ်တမ်းတွေကိုအဆက်မပြတ်စုစည်းခဲ့တာပါ။ဒီအချက်အလက်တွေကိုစူးစီးရတဲ့အတိတ်ကရွေးချက်ကအကျန်းဖက်ဆဲအုပ်စုကျူးလွန်တဲ့ အကြမ်းဖက်မှုတွေအတွက်အရေးယူခံရနိုင်မှုကျူးလွန်ခံရသူတွေအတွက်တရားမျှတမှုပြန်ရဖို့အတွက်ဖြစ်ပါတယ်။လက်ရှိအချိန်မှာအကြမ်းဖက်ဆဲအုပ်စုဟာတရားမဝင်အတူရောင်ရွေးကောက်ပွဲကို အသက်သွင်းနေတယ်လို့တစ်ဖက်မှာလည်းလူမှုအပေါ်အကြမ်းဖက်မှုတွေအချိန်မြင့်လှုပ်ဆောင်နေတာကြောင့်အကြမ်းဖက်ကျူးလွန်မှုဆေးရဆွမှုကိန်းကနန်းတွေဟာလည်းတချိန်ထိုးမြင့်တက်နေပါတယ်။ဒီလိုအချိန်တွေမျိုးမှာနိုဝင်ဘာလ17ရက်နေ့ကကဏီမျိုးနယ်ရှိအများပြည်သူစေကူတောင်းမှုခံယူနေတဲ့ ်ဆေးရုံကိုလေနဲ့ဘုံချဲချတဲ့ဆေးရောင်ဆွေးမှုကိုထပ်မံကျူးလွန်ခဲ့ပြန်ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအသေးစိတ်အချက်အလက်တွေရရှိနိုင်မှုတရားမျှတမှုအတွက်နိုင်ငံတကာကိုပေးပို့နိုင်မှုအချက်အလက်ကောက်ယူမှုတွေကိုလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကအစွမ်းကုန်စ조사နေပြီးရရှိပါကလူမှုကိုလည်းပြန်လည်တင်ပြသွားမှာဖြစ်ပါတယ်။ပြည်သူတွေကလည်းအကျန်းဖတ်ဆေးအုပ်စုရဲ့အကျန်းဖတ်မှုတွေကိုမြေပြင်မှာသိရှိရတဲ့အချက်အလက်သက်တည်မှတ်တမ်းတွေကိုရနိုင်သမျှစုစည်းပြီး ်ဝင်ကြီးဌာနကိုပေးပို့နိုင်မှု တောင်းဆိုထားပါတယ်ကြပ်ဖက်ဆေးဥစုကျူးလွန်ခဲမှုကြောင့်ထိခိုက်သေးဆုံးမှုဒဏ်ရာရရှိမှုနေအိမ်ဆောက်အုံနဲ့ဆေးရုံအဆောက်အုံများပျက်စီးမှုထိခိုက်နှင်နာသူတို့နဲ့တတ်ဆိုင်တဲ့အချက်အလက်တွေအပြင်အကြပ်ဖက်ဆေးဥစုအသုံးပြုတဲ့စစ်လက်နက်ဆိုင်ရာတပ်တင်မှတ်တမ်းကြံရင်းမှုတွေကိုဓာတ်ပုံဗီဒီယိုနဲ့တော်၎င်းအချက်အလက်အနေနဲ့တော်၎င်းပေးပို့နိုင်တယ်လို့အသိပေးထားပါတယ်။အကြပ်ဖက်ဆေးဥစုဟာအပြစ်မဲ့ပြည်သူလူထုအပေါ်ကျူးလွန်ထားတဲ့ဆေးရဆွေးမှုတွေအတွက် ဧကံမုတ်ချမလွဲပြစ်ပေးအေးအေးယူခံရမှာဖြစ်ကြောင်းနဲ့ဝင်ကြီးဌာနအနေနဲ့ဒါတွေကိုအဆက်မပြတ်ကြိုးပမ်းအားထုတ်နေကြောင်းထပ်လောင်းအသိပေးအပ်ပါတယ်ရှင်။ ICC အနေနဲ့အကြမ်းဖက်ဆစ်ရဆွဲသားမင်းအောင်လှိုင်ကိုဖမ်းရန်ထုတ်တဲ့ဆုံးဖြတ်ချက်ကိုချက်ချင်းချမှတ်ဖို့အတွက်တာမတ်ကြီးဦးကျော်မိုးထွန်းတိုက်တွန်းလိုက်တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC အနေနဲ့ အကြံဖတ်စစ်ရာဆွဲသားမင်းအောင်လှိုင်ကိုဖောင်ရန်ထုတ်တဲ့ဆုံးဖြတ်ချက်ကိုချက်ချင်းချမှတ်ဖို့အတွက်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းပြောကြားလိုက်ပါတယ်။အချိန်80မြောက်ကုလသမဂ္ဂထွေထွေညီလာခံမျက်နာဆောင်ကြီးအစည်းအဝေးရဲ့ပြည်ပဆိုင်ရာရာဆွတ်တရားရုံးရဲ့အစီရင်ခံစာခေါင်းစဉ်အောက်မှာအထွေထွေဆွေးနွေးမှုကိုနိုဝင်ဘာလ17ရက်မှာပြုလုပ်ခဲ့ရာတာမတ်ကြီးကအခုလိုထည့်သွင်းပြောကြားလိုက်တာပါ။အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးအနေနဲ့ အကျန်းဖတ်စစ်ရာဆွဲတာမင်းအောင်လိုင်းအားဖောင်ရန်ထုတ်ရင်ဆုံးဖြတ်ချက်အားချက်ချင်းချမှတ်ရန်လိုအပ်နေပြီဖြစ်ကြောင်းဒါအပြင်စစ်အာဏာရှင်စနစ်အဆုံးသတ်ရန်စစ်မှန်သော Federal Democracy ပြည်အောင်စုတည်ဆောက်ရန်နဲ့မြန်မာနိုင်ငံအတွက်ငြိမ်းချမ်းပြီးတရားမျှတသောအနာဂတ်ကိုရရှိစေရန်မြန်မာပြည်သူများရဲ့ကြိုးပမ်းမှုအားအဖွဲ့ဝင်နိုင်ငံအားလုံးအနေနဲ့ဖြင့်မြန်မာပြည်သူများနဲ့အတူခိုင်မာစွာယက်တီကြရန်တောင်းဆိုလိုပါကြောင်းတာမန်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်တာပါ။ မြန်မာနိုင်ငံရဲ့အမျိုးသားညီညွတ်ရေးအစိုးရဟာအကြမ်းဖက်စစ်တပ်ကမြန်မာပြည်သူတွေပေါ်ကျူးလွန်လာမဲ့ဆိုးရွားလာတဲ့ရာဇဝတ်မှုတွေကိုကြိုတင်မျှော်လင့်ထားတာနဲ့အညီအရသာပြည်သူတွေရဲ့အသက်တွေကယ်တင်ဖို့ကာကွယ်ဖို့အကြမ်းဖက်စစ်တပ်ရဲ့ထက်မှန်ရဆက်မှုတွေကိုတားဆီးနိုင်ဖို့အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးရဲ့မှတ်ပုံတွေရရှိထံတင်ပြထားပါတယ်။ဒါအပြင်ပြည်မှုကျူးလွန်ခြင်းခံရသူတွေအတွက်တရားမျှတမှုရရှိစေဖို့နဲ့အပြစ်ပေးရယူခြင်းမှကင်းလွတ်နေမှုကိုအဆုံးသတ်ဖို့အတွက် မြန်မာနိုင်ငံအတွင်းကျူးလွန်တဲ့ဆရာဇွဲမှုများအပေါ်တရားရုံးရဲ့စီရင်ပိုင်ခွင့်ကိုအတိမတ်ပြုတဲ့ပုံမှန်၁၂ကျင်ညာချက်ကိုပြည်ပြည်ဆိုင်ရာရာဇွတ်တရားရုံးရဲ့မှတ်ပုံတင်ရရှိထံတင်ပြခဲ့တာပါပြည်ပြည်ဆိုင်ရာရာဇွတ်တရားရုံးရဲ့တရားစွဲရာရှိကအကြမ်းဖက်စစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုဖမ်းမရထုတ်ဖို့တရားရုံးသို့ရှောက်ထားခဲ့မှုကြောင့်မြန်မာပြည်သူတွေမျှော်လင့်ချက်တွေပြန်လည်မြင့်တက်လာခဲ့ပြီးတနှစ်နီးပါးအချိန်ကြာမြင့်လာတာနဲ့အချိန်ထိပ် တရားစွဲရာရှိရဲ့လျှောက်ထားချက်ကတိတာထင်ရှားတဲ့တိုးတက်မှုတွေမရှိသေးဘူးလို့ထောက်ပြခဲ့ပါတယ်။ပြည်သူတွေရဲ့စိတ်ပြတ်မှုများမှာပုံမကြီးမလာကတရားရုံးရဲ့အချိန်မီ ထိရောက်တဲ့အေးအေးဆောင်ရွက်မှုတွေကိုလိုအပ်နေရလို့ဦးကျော်မိုးထွန်းကပြောကြားခဲ့ပါတယ်ရှင်။ကမ်းလှုံနယ်အတွင်းမှာအကြဖတ်စစ်တပ်ရဲ့အင်အား100ကျော်ပါစစ်ကြောင်းကိုပကဖတ်တပ်တွေပူပေါင်းပြီးတိုက်ခတ်ရာအကြမ်းဖက်စစ်သား90နီးပါးတေဆုံးပြီး15ရောက်ဖမ်းမိတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ စကိုင်းတိုင်းကမ်ဘလုံနယ်အတွင်းမှာစစ်ကြောင်းထိုးပြီးအကြမ်းဖက်မှုတွေလုပ်နေတဲ့အကြမ်းဖက်စစ်တပ်ရဲ့အင်အားတရာကျော်ပါစစ်ကြောင်းကို ပကပတ်တပ်တွေစုပေါင်းပြီးနိုဝင်ဘာလ12ရက်မနေ့မှာတိုက်ခတ်ရာအကြမ်းဖက်စစ်သား50နီးပါးတေဆုံးခဲ့တယ်လို့စစ်သုံးဘက်အဖြစ်နဲ့15ရောက်ဖမ်းမိထားတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဝက်တိုးအထိုင်စခန်းကနေခင်ဦးနယ်ဘက်ကို ထွက်လာတဲ့အကြမ်းဖက်တပ်မ33ခလာရ111တပ်နဲ့ ဖြူစောတီပူပေါင်းအင်အားတရားနှစ်ဦးပါတဲ့စစ်ကြောင်းကိုကမ်ဘလုံနယ်တောင်ချမ်းရင်းတိုက်ရွာတောင်ဘက်မှာတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာပါတိုက်ခိုက်မှုကိုကမ်ဘလုခရိုင်ပါကာဖာကာဘိုးတိုက်နယ်ပါကာဖာကြောက်တိုင်ပါကာဖာရေဦးမြို့နယ်လယုံပါကာဖာခင်ဦးပါကာဖာခင်ဦး PDF ခင်ဦးပါလာဖစုဖွဲ့တပ်ခွဲတို့ကနိုမလာ၁၂ရက်မနက်၈နာရီ၅၀မိနစ်မှာစတင်တိုက်ခိုက်ခဲ့တာပါ တိုက်ပွဲက3နာရီနီးပါးကြာမြင့်ခဲ့ပြီးမိုးရွယ်7နာရီ45မိနစ်ခန့်မှာပြီးဆုံးခဲ့ပါတယ်။တိုက်ပွဲမှာအကြမ်းဖက်စစ်ကြောင်းကစုဖွဲ့မှုပြတ်သွားပြီးတော့ခမန်း90နီးပါးတေဆုံးနိုင်တယ်လို့စစ်တုံးမှန်အဖြစ်နဲ့15ဦးဖမ်းဆီးရမိတယ်လို့သတင်းရင်းမြစ်တွေကအတည်ပြုပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းလက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ပါတယ်ရှင်။ဆလတ်တင်ဆက်ပေးစတဲ့တဲ့ကတော့မိုးမိတ်မြို့ကိုကာကွယ်မဲ့ APSDF နဲ့ PDF တွေကို KIA ကအကူအညီပေးမယ်ဆိုတဲ့တဲ့ကို ဆက်လက်တင်ဆက်ပေးပါမယ်ရှင်။မုံမိတ်မျိုးကို TNL စုတ်ခွာသွားတဲ့အခါအကြံဖက်ဆဲအုပ်စုဝင်ရောက်လာမဲ့အခြေအနေကနေကာကွယ်မဲ့ ABSDF နဲ့ PDF တွေကို KIA ကစည်ရေးကူညီပေးမယ်လို့ KIO ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူကတင်းထဏာတွေကိုဖြေကြားထားပါတယ်။တရုတ်နိုင်ငံဂျားဝင်မှုကြောင့်တရုတ်နယ်လေနဲ့အကြံဖက်ဆဲအုပ်စုအကြအပြစ်ရက်လက်မှတ်ရေးထိုးခဲ့ပြီးတဲ့နောက်မိုးကုန်းနဲ့မုံမိတ်မျိုးတွေကနေ TNL ကပြန်လည်ဆုတ်ခွာသွားမှာဖြစ်ပါတယ်။အဲဒီလိုပြန်လည်ဆုတ်ခွာသွားတဲ့အခါအကြမ်းဖက်စစ်တပ်ဝင်ရောက်လာမယ့်အခြေအနေကိုကာကွယ်ဖို့အတွက် ABSDF နဲ့ PDF တွေကမုံမိတ်မြို့ကိုကာကွယ်သွားမှာဖြစ်ပါတယ်။မုံမိတ်မြို့နယ်ထဲမှာကျွန်တော်တို့ KIA တရင်34ရှိတယ်။ KIA PDF တပ်ပေါင်းစုအတူတူနေတယ်။အခြေချထားတယ်။မုံမိတ်မြို့နယ်ပတ်သက်လို့တီးတန့် KIA ကတော့ဘာမှလုပ်ဖို့မရှိဘူး။ဒါပေမဲ့မဟာမိတ် APSDF နဲ့ PDF တွေကိုတော့ KIA ကကူညီတာမျိုးရှိနိုင်တယ်လို့ KIO ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကခေတ်သစ်သတင်းဌာနကိုပြောကြားထားပါတယ်။မုံမိတ် KIA အတွင်းဖြစ်ပေါ်နေတဲ့အခြေအနေတွေအရဘလို့ခက်ခဲတွေပဲရှိနေပါစေပြည်သူတွေနဲ့အတူတသားတည်းရှိနေမယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ကလေးမျိုးလူလူတိုက်ပွဲညီလာခံက အကျန်းဖတ်ဆဲအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုပြည်သူတရက်လုံးနဲ့အတူအကျွမ်းမဲ့ဆန့်ကျင်တိုက်ဖြတ်သွားမယ်လို့ဆုံးဖြတ်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းကလေးမြို့လူမှုတိုက်ပွဲဥဆောင်ကော်မတီကတရားမျှတမှုလွတ်လပ်မှု ပွင့်လင်းမြင့်သာမှုလုံးဝကင်းမဲ့တဲ့အကျန်းဖတ်ဆဲအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုပြည်သူတရက်လုံးနဲ့အတူအကျွမ်းမဲ့ဆန့်ကျင်တိုက်ဖြတ်သွားမယ်လို့နိုဝင်ဘာလ17ရက်ကထုတ်ပြန်ပါတယ်။ ကလေးမျိုးလူလူတိုက်ပွဲညီလာခံကိုအော်တိုဝါလာ၁၇ရက်ကလွမြောက်နယ်မြေတနေရာမှာကျင်းပခဲ့တာပါအဲဒီညီလာခံကိုကလေးဒေသအတွင်းရှိရွရွာတီတီမှာဒေသခံကိုယ်စားလှယ်စုစုပေါင်း120ဦးတက်ရောက်ခဲ့ကြသလို အချက်၅ချက်ကိုညီညွတ်စွာချမှတ်နိုင်ခဲ့တာတွေ့ရပါတယ်အကြပ်ဖက်ဆဲအုပ်စုဟာပြည်သူလူထုအပေါ် KSSS ကျူးလွန်ခဲ့တဲ့စစ်ရာဆွေးမှုတွေကို ဖုံးကွယ်ပြီး နိုင်ငံတကာရဲ့တရားဝင်မှုကိုရရှိရေးအတွက်အထူးရောင်ရွေးကောက်ပွဲကိုကျင်းပနိုင်ရန်ကြိုးပမ်းမှုကနိုင်ငံရေးထောင်ချောက်တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။အကြံဖတ်ဆဲအုပ်စုရဲ့အထူးရောင်ရွေးကောက်ပွဲဖော်ဆောင်ရမှာအချုပ်ချာအာဏာရဲ့မူလပိုင်ရှင်ဖြစ်တဲ့တိုင်းရင်းသားပြည်သူတရက်လုံးမှာအတင်းအဓမ္မဖိအားပေးခံနေရပြီးအကြောက်တရားအောက်မှာမိမိတို့ရဲ့သဘောဆန္ဒမရှိဘဲပါဝင်ပေးနေရမယ့်အခြေအနေကို ကြုံတွေ့နေရပါတယ်။တရားမျှတမှုလွတ်လပ်မှု ပွင့်လင်းမြင့်တာမှုလုံးဝကင်းမဲ့တဲ့အကြမ်းဖက်စစ်ကော်မရှင်ရဲ့အတူရောင်ရွေးကောက်ပွဲကိုပြည်သူတရလုံးနဲ့အတူအကျွမ်းမဲ့စန့်ကျင်တိုက်ဖြတ်သွားမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်တိုင်းရင်းသားအဖွဲ့အစည်းတွေပြည်ရင်းပြည်ပရှိတော်လိုင်းအင်အားစုတွေနိုင်ငံတကာအဖွဲ့အစည်းတွေလူသားချင်းစာနာထောက်ထားမှုကူညီပေးနိုင်တဲ့အဖွဲ့အစည်းတွေစေတနာရှင်တွေပရဟိတအဖွဲ့တွေနဲ့ချိတ်ဆက်ဆောင်ရွက်ကလက်တွေ့အကြကြပူးပေါင်းနိုင်ရေးအတွက်ကြိုးပမ်းပြီးဆက်လက်ချီတက်သွားမယ်လို့အသိပေးထားပါတယ်ရှင်။ ဒါကတော့တပတ်တွင်းဖြစ်ပေါ်ခဲ့တဲ့သတင်းကျဉ်းချုပ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။